ဝက်ဆိုက်တွေကိုကလစ်လုပ်ပြီးပတ်စံရှာလို့ရတဲ့လိုဒါရတင်ငါဆိုတဲ့ application နဲ့ကနေပတ်စံပြန်ထုတ်တဲ့အခါမှာဘယ်နေရာနေသွားထုတ်ရလဲဆိုတဲ့အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်လိုဒါရတင်ငါနဲ့ပတ်သက်ပြီးတော့ application အသုံးပြုနေတဲ့ပွိုက်ရှာနေရလဲကျွန်တော်ရှင်းမှာ video လုပ်ပေးခဲ့တာရှိပါတယ်အခု DV ရောတော့လိုဒါရတင်ငါတဲ့ကပွိုက်တွေကိုပတ်စံနဲ့ပြန်ချိန်ပြီး KB နဲ့ဘယ်လိုပြန်ထုတ်လဲဆိုတဲ့အကြောင်းအသေးစိတ်ပြပြပေးသွားမှာဖြစ်လို့ video လေးကိုအဆုံးအထိကြည့်သွားပေးပါ ဗီဒီယိုလေးမစတင်ခင်မှာ online နေပတ်စံရှာခြင်းနဲ့ခွေတူစိတ်ဝင်စားလို့ခွေတူ money တွေရှာခြင်းနဲ့ဆိုရင်တော့ Full U Channel ကို subscribe လုပ်ထားပြီးတော့ဘေးနားနိုတီခေါင်းလောင်းလေးကိုလည်းတည်ထားပေးပါဦး Full U Channel ကတော့ online money ကြောင်းတွေနဲ့ခွေတူ money ကြောင်းတွေကိုတင်ဆက်ပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးစလိုက်အောင် လိုဒိုင်ရ application တွေကနေပတ်စံထုတ်မယ်ဆိုရင်တော့ကျွန်တော် website တစ်ခုကိုအသုံးပြုပေးရပါလိမ့်မယ်ကျွန်တော်အသုံးပြုရမယ့် website ရဲ့နာမည်ကတော့ www.lodaiya.mandaleyadia.io ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် website ထဲသွားဖို့အတွက် chrome နဲ့ဝင်လိုက်ပါ chrome နဲ့ရောက်ပြီဆိုရင်ဒီ about search bar မှာကျွန်တော်စောစောကပြောခဲ့တဲ့ www.lodaiya.mandaleyadia.io ဆိုတဲ့ website ထဲကိုဝင်လိုက်ပါ ဝက်ဆိုက်လင့်ကိုတော့ကျွန်တော်ဒီ video ရဲ့အောက်မှာ link ချပေးထားပါမယ်အဲ့ link ကို copy ယူပြီးတော့ chrome နဲ့နေဝင်လိုက်ပါဒါဆိုရင်တော့ကျွန်တော်လိုတက်ရဒင်းက point တွေကိုပြန်ထုတ်တဲ့နေရာကိုရောက်သွားပါလိမ့်မယ်ဒီမှာဆိုရင်လည်းသူထုတ်ထားတဲ့ approve တွေကိုပြထားပါတယ်ဒီနေရာရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီကောင် website ဖြစ်တဲ့အတွက် add to home screen လို့သုံးပါဘယ်လိုလုပ်ရတာလဲဆိုတော့အပေါ်အဆက်လေး30ကိုနှိပ်လိုက်ပါ ပြီးရင်ဒီအောက်မှာ add to home screen ဆိုတာလေးရှိမယ်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော် add ဆိုတာလေးကိုနှိပ်လိုက်ပါ ဒါဆိုရင်တော့ကျွန်တော်ဒီလိုတိုက်ရဒင်းကားတွေကနေပတ်စံထုတ်တဲ့အခါမှာ website တကူတကလိုက်ရှာစရာမလိုဘဲနဲ့ဖုန်းမျက်နှာပြင်မှာမြင်နေရတဲ့လိုတိုက်ရဒင်းကား point with door system တွေကိုဝင်လိုက်ရုံပါပဲ။ဒါဆိုရင်ကျွန်တော်ဒီလိုပုံစံလေးတွေ့မြင်ရမယ်။ပြီးရင်တော့ပတ်စံထုတ်ဖို့အတွက်ဖောင်းပြေးပေးရပါမယ်။ဖောင်းပြေးတဲ့အခါမှာဒီအပေါ်ဆုံးကအမည်ရော KB ဆက်ပေးနာမည်ထည့်ပေးလိုက်ပါ။ပြီးရင်ဒီအောက်မှာ email ထည့်ပေးရပါမယ်။ email ကိုတော့လိုတိုက်ရဒင်းကားဖွင့်ထားတဲ့ gmail ထည့်ပေးလိုက်ပါဒီအောက်မှာ KBZ ဖုန်းနံပါတ်ထည့်ရမယ် KBZ ဖုန်းနံပါတ်ပြီးရင်တော့ကျွန်တော်ဒီအောက်အဆုံးမှာ point ထည့်ပေးရပါမယ် point ကတော့၃ဝပြည့်ရဲ့ဆိုတာနဲ့စထုတ်ပေးပါတယ် point တစ် point ရဲ့ပေါက်ဈေးကတော့၃ချက်ပေးပါတယ်ဆိုတော့ကျွန်တော်ဒီအပေါ်မှာနာမည်တွေ Gmail တွေဖုန်းနံပါတ်တွေ point တွေထည့်ပြီးไว้ဆိုရင်တော့ဒီအောက်ကဝစ်တော့နောင်ဆိုတာနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်လိုတိုက်ရ application တွေကနေပတ်စံထုတ်တာအောင်မြင်သွားပါပြီ ျွန်တော်ရဲ့ KB တွေကိုပတ်စံရောက်လာဖို့ဆိုရင်တော့အချိန်တော့စောင့်ပေးရပါတယ်။အခုထုတ်အခုပတ်စံတော့မရပါဘူး။ဒီနေရာမှာဝေပေးနဲ့ထုတ်လို့မရဘူးလားဆိုရင်တော့မရပါဘူး။ဘာလို့ထုတ်လို့မရတာလဲဆိုတော့သူတို့ဘက်ကနေပြီးတော့ KB တမျိုးတည်းပဲထည့်ပေးထားတာဖြစ်တဲ့အတွက် KB ရှိမှပဲထုတ်လို့ရပါမယ်။ဒီမှာဆိုရင်လည်းကျွန်တော်ထုတ်ထားတာ pending ပြနေပါတယ်။ approve တော့မဖြစ်သေးပါဘူး။ approve ဖြစ်ပြီဆိုတာနဲ့ကျွန်တော်ရဲ့ KB တွေကိုပတ်စံဝင်လာပါလိမ့်မယ်။ ဆိုတော့ကြောင့်ဒီ load diet application နဲ့ပတ်သက်ပြီးပတ်စံထုတ်တဲ့အပိုင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်မသိချင်ရင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ်ကျွန်တော် load diet application နဲ့ကနေပတ်စံထုတ်မယ်ဆိုရင်တော့ website တကူအသုံးပြုပေးရမှာဖြစ်ပါတယ်ကျွန်တော်အသုံးပြုရမယ့် website link ကိုလည်း video ရဲ့အောက်မှာဝင်ကြည့်လို့ရပါတယ် link ကို copy ပြီး chrome နဲ့ကနေဝင်ပြီးတော့ add to home screen လောက်ထားကြပါဆိုတော့ video လေးကိုဇုံလေးကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ